အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဘလူးကျွန်းကအမှတ်တရအောင်မှာယူထားတဲ့ TC Power Station တစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ် TC Power Station လေးမှာ Founder Box 2ပေါက်နဲ့စနေဘူ DC အပေါက်၄ပေါက်ပါပါတယ် Founder Box 2ပေါက်ကအမြန်အတွင်းစနစ်ရပါမယ်စနေဘူ DC ၄ပေါက်မှာစနေဘူ DC မီလုံးတွေတုံးလို့ရမယ်စနေဘူ DC ပန်ကာတွေတုံးလို့ရမယ် Wi-Fi set တွေတုံးလို့ရပါမယ်သူ့ကိုအတုံးပြုတ်ဖို့ကကြတော့အပေါ်ဆုံးခလုတ်ကိုဖွင့်ရပါမယ် ဖွေးလိုက်တာနဲ့အားဘလောက်ရှိလဲဆိုတာကိုသူပြပါမယ်။အောက်ကကြတော့သူတက်ဆိုင်ရာခလုတ်တွေကိုဖွေးပြီးတော့အသုံးပြုလို့ရပါတယ်။ဆန်းနှစ်တရမ6ဘူးဆိုရင်အားပြည့်ပြီးတော့အားကုန်နဲ့ကြတော့30တရမ5ဘူးလောက်ပဲသုံးဖို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။30တရမ5ဘူးအောက်ထိသုံးမယ်ဆိုရင်ဒီ power station လေးမှာ PNS ထည့်ထားတဲ့အတွက် PNS စနစ်ကဖြတ်ချသွားပါလိမ့်မယ်။ ါပေမဲ့အားကုန်တဲ့အထိခဏခဏသုံးမိမယ်ဆိုရင်လီဒီယမ်ဘက်ထရီမှမဟုတ်ပါဘူးလိုက်ပိုဖိုဘက်ထရီလည်းပြတ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အားကုန်တဲ့အထိမသုံးဖို့30တမ5ဖို့အထိပဲသုံးဖို့အကြံပြုချင်ပါတယ်ဒီပါဝါစတေရှင်လေးကိုစနဘို DC 18ဝက်မီလုံးနှလုံးနဲ့ကျွန်တော်စမ်းကြည့်တာစနစ်တမ6ဖို့အပြည့်အရာကနေ17ဖို့အထိက စင်နာရီနီးပါ အထုံးခံပါတယ်ပြီးတော့သူ့ရဲ့မှာအသုံးပြုထားတဲ့ဘက်ထရီကလီဒီယန်ဆနဘို့ကိုမှ 22AH ပါပါတယ်ဝဟဝါအနေနဲ့ကတော့244ဝဟဝါဖြစ်ပါတယ်သူ့ကိုအသွင်းဖို့ကကြတော့လီဒီယန်ဆနဘို့ချာဂျာကိုမှ 5A နဲ့အသွင်းရပါမယ်သုံးမှန် DC power station တလုံးမှဆိုရင် ဒါမျိုးသူ့ MB ကရိုးရိုးချာချာပဲပါပါတယ်။သူ့စီမှာပါတဲ့ချာချာပုံမှန်အတွင်းရင်မီးနေမယ်။အပြည့်မီးအော်တိုဆိုင်ပါတယ်။သူ့မှာကြတော့ဖန်လဲပါတဲ့အတွက်တော်ယုံချာချာကောင်းပူတာကိုစိတ်မပူထိပါဘူး။ပြီးတော့သူ့စီမှာတခြား TC Power Station နဲ့မတူတဲ့တစ်ချက်ကဆိုလာတွေနဲ့တွဲသုံးဖို့ဆိုလာကွန်ထရိုလာတစ်ခါတည်းပါပြီးတာပါ။ဆိုလာနဲ့သုံးဖို့ဆိုရင်ကျွန်တော်တို့100ဝက်150ဝက်ရှိတဲ့ဆိုလာတွေနဲ့ချိတ်ပြီးတော့ဓာတ်ရိုက်သုံးပြလို့ရပါတယ်။ ဒီ power station လေးကိုပုံမှန်မီးမရရှိတော့ data တွေမီးမမှန်တဲ့ data တွေမှာ solar ပြား100 watt 150 watt တွေနဲ့ချိတ်သုံးပြီးတော့စနဘု DC မီးလုံးတွေ DC ပင်္ဂါတွေနဲ့ wifi set တွေဖုန်းတွေကိုစိတ်ချလက်ချအသုံးပြုလို့ရပါတယ်ဒီ power station လေးကိုဝယ်ယူမယ်ဆိုရင်စနဘု18 watt DC မီးလုံး2လုံးနဲ့ကြို၄ guy စီရဲ့စနဘု5 ampere lithium charger တစ်လုံးရဲ့ solar controller တစ်လုံးရဲ့ပါဝင်မှာဖြစ်ပါတယ် ဒီတစ်ဆက်လုံးကိုမှကျွန်တော်ရောင်းချပေးမယ့်ဈေးကနှစ်သိန်းခွဲပဲဖြစ်ပါတယ်တကယ်လို့များမိတ်ဆွေတို့အနေနဲ့ဒီ power station လေးကိုမကြိုက်ဘူးဆိုရင် မိတ်ဆွေတို့လိုချင်တဲ့ power station ပုံစံလေးကိုကျွန်တော်တို့စီမှာလာပြီးတော့ order တင်လို့ရပါတယ်ဒီ power station လေးကိုမှာယူချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်ကနေမှာယူလို့ရတယ်လို့ message ပေါင်းကနေလာမှာလို့လည်းရပါတယ်လောလောဆယ်တော့အရောက်ငွေချေစနစ်နဲ့မရသေးပါဘူး ကျွန်တော်တို့ဘက်ကအေးရောက်ငွေချေစနစ်နဲ့ရအောင်အမြန်ဆုံးဆောင်ရွက်နေပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်